အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားကက်ရှမီးယားဒေသမှာဖြစ်သွားတဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာတကယ်တကယ်တော့အဲ့ဒီအကြောင်းအရာကိုအဓိကထားပြီးပြောမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုတော့ပြန်လာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သိကျင်ကြားနေရကြတယ်အဲ့အကြောင်းကိုပြောရတယ်တကယ်တကယ်ဆိုရင်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာသတင်းမီဒီယာတွေမှာအများကြီးမတွေ့ရပါဘူးတကယ်ဆိုရင်ကျွန်တော်အိန္ဒိယနဲ့ပါကစ္စတန်ရောနှစ်နိုင်ငံလုံးမှာနျူကလ িয়ার ပိုင်နှစ်နိုင်ငံမှာအဲ့နှစ်နိုင်ငံတင်းမာပြီဆိုလို့ရှိရင်တကယ်ကမ္ဘာတော်တော်လေးကိုတုံ့လုံးချောက်ချမ်းနေရမှာပါခံမသိဘူးဆိုလို့ရှိရင် GPS စစ်ပွဲဖြစ်သွားနိုင်တယ်မဟုတ်ဘူးလားဆိုပြီးတွေးရမှာ။ဒါပေမဲ့အဲ့လိုမျိုးပေါ့။တော်တော်များများတရေမိကြတယ်မှာနေရာကြီးကားတာတော့တရက်ကြံမလို့ဒေါ်နယ်ထရမ့်ရဲ့ဒုတိယတစ်ချိန်တော့တတ်တမ်းမှာတမနာတတ်တမ်းမှာရက်တရာပြည်တော့နော်။ရက်တရာအတွင်းဒေါ်နယ်ထရမ့်ဘာတွေလုပ်ခဲ့လဲဘလူးယာတွေဂျုံနေရလဲပေါ့။အဲ့ဒါတွေပဲအဓိကထားပြီးတရေမှာတော်တော်များတွေးရတော့ပေါ့။ဒါဆိုရင်ကမ္ဘာနိုင်ငံတော်တော်များလည်းကိုယ့်နိုင်ငံအရေးကိုပဲပို့ပြီးတော့အလေးထားနေကြတာတွေးရတော့ပေါ့နော်။ဒါလက်ရှိအခြေအနေပေါ့နော်။နောက်တစ်ခုကကျွန်တော်ဘာဖြစ်လို့ဒီတရေကအရေးကြီးရတာလဲပေါ့နော်။ဒီဒီချာချာဒီ channel မှာပြောတော့ခုနေနဲ့ပြောရတာလဲဆိုတော့ တို့ဆောင်းတဲ့ကြောင်းဆောင်းတဲ့ဘုတ်ပေါ့ဆောင်းမတစ်ခုကျွန်တော်သူရိသနာဆောင်းတစ်ခုရှာနေအဲ့တော့ဘယ်လိုလဲနည်းနည်းသုံးနည်းလောက်က progress ဆောင်းလေးပေါ့အဲ့တော့ဟာဖြစ်နိုင်မှာဆိုပြီးတော့တိတ်ပြီးတော့အယုံကြည်မရှိလို့ပေါ့နော် forward နာမည်ထားခဲ့တဲ့ဆောင်းလေးပေါ့အဲ့ဒါဘာလဲဆိုတော့ American ရေးတာတော့အဲ့တော့ American ရေးတာကျွန်တော် Afghanistan super legend မှာဒီ Afghanistan ဟာကိုယ်စားလူမျိုးပြောင်းလဲမယ်ဆိုလို့ရှိရင် Kashmir ဒေသမှာဖြစ်တာနဲ့ဆိုတော့ Kashmir တိုးစပြီးတော့ဆက်လို့ဘုရား Afghanistan ဘုရား Kashmir ဆိုင်လို့ရတယ် နော်နောက်ပိုင်းမှာနောက်ဒီနေ့ကနေကြာပါဘူးဘာဖြစ်လဲဆောင်းနိုင်အားပြတ်တော့ရရှိမှာပြတ်လို့မြင်လာပါဆက်ဆက်မိတော့အော်အဲ့ဒီမှာသူကြီးချာချာအကယ်လေးလာတဲ့သူတွေကအဲ့လိုချိန်ပြီးတော့ကျုံပြီးတော့ရှင်းမှာရှင်းမှာပြတ်ချက်ထားလိုက်မှာလားဆိုတော့သိရတော့တော့ဆိုတော့အဲ့စာတန်းတော့ကျွန်တော်မတွေ့သေးဘူးအဲ့ကြောင့်အဲ့တွေ့ရဆိုလို့ရှင်တော့အဲ့ဒီကြောင့်တိတ်စိတ်ပြောလို့ပေါ့နော်ကျွန်တော်မှတ်မိတော့ပြောအောင်ဆိုတော့မရလဲဆိုတော့ အာဖဂန်နစ္စတန်ဆိုတာအကြောက်တော့ဒါတော်များပြရတမ်းပေါ့နော်ဒါအစ္စလာမ်ဘာသာကိုကိုယ်ပဲသူတွေအများစုရှိတဲ့နိုင်ငံအဲ့ဒီနိုင်ငံကအဲ့ဒီမြန်မာပြည်သားဟာကျူးကျော်ကြုံတာအရင်တော့ဆိုရင်ဆူဗက်ပြည်တော်ဆိုအဲ့တော့ဆူဗက်ပြည်တော်ဆိုတာကျူးကျော်လာတဲ့အချိန်မှာဟုတ်ပြီငါတို့ကပြန်လည်ပြီးတော့ဒါအစ္စလာမ်ကဘာနဲ့ခုခံကြမလဲဆိုပြီးလူငယ်တော်များရောက်လာကြတာမူဂျာဟစ်တင်တွေပေါ့နော်ပြီးတော့ဆူဗက်ပြည်တော်ဆိုခုခံကာကွယ်အဲ့တော့ဒီအာဖဂန်နစ္စတန်ဘက်ကတိကထားပြီးတော့ပေါ့နော်တိုက်ခိုက်ကြတော့ဆိုဆူဗက်ပြည်တော်ဆိုတာထွက်ပါတယ်ဒီနောက်ဘက်မှာဒါကျွန်တော်ခေတ်ရောက်လာတဲ့အချိန်မှာတော့ဒါ အာဖဂန်နစ္စတန်အမေရိကန်နဲ့ကျူးကျော်ပြီးတော့ဝင်ရောက်လာအဲ့ကျွန်တော်ကလည်းအာဖဂန်နစ္စတန်မှာပုံစံမျိုးမျိုးနဲ့ဖြစ်ကြအောင်မှန်ရှိချင်မှာအမေရိကန်ဆပ်ပေါ်တော့အဲ့တော့ဘာလို့ရှိလဲဆိုတော့ဒါလည်းရှိချင်မှာတာလီဘန်တွေကအာဖဂန်နစ္စတန်ချုပ်ကတာကမ္ဘာတွေဒီမှာတာလီဘန်နဲ့ပတ်သက်လို့အာဖဂန်နစ္စတန်နဲ့ပတ်သက်လို့ဘယ်သူမှမတွေ့ရတော့ဘူးဆိုတော့ရှိချင်မှာကြောင်းရုရှားရဲ့နောက်တစ်ခါတရုတ်ရဲ့အီရန်ရဲ့ပေါ့အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်တွေကိုတရုတ်ဝင်ဖြစ်အောင်ပေါ့နော်အဲ့ကကဘာနေရောသူတို့အစိုးရအဖြစ်အတိမပြောင်းဆိုတော့တော်တော်များစူးစမ်းနေကြတယ်ပထမဆင့်နေတဲ့နိုင်ငံက အတိုင်းအတာတစ်ခုတည်းပေါ့စစဝိုင်းဖြစ်ပဲနဲ့တင်းတင်းနေရလို့ပြောလို့ရပါလက်ရှိချိန်မှာကောင်းတာမကောင်းတာဘယ်လောက်တင်းချက်တာမချက်တာဆိုတာဘာမှအကျမ်းမြင့်တော့အကျမ်းဖတ်မှုတွေအရင်လက်ဆိုင်မကျော့ပါဘူးတော့အဲ့လိုဖြစ်အဲ့တော့အာဖဂန်နစ္စတန်မှာအကျမ်းဖတ်မှုလုပ်မယ်တိုက်ခိုက်မယ်ဆိုလို့ရှိရင်တိတ်အများကြီးပေါ့နော်အကြောင်းပြချက်ရဲ့လုံးစရာတုံးတော့ဒုံလုံးတဲ့အကြောင်းရင်းမရှိဘူးပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ငါတို့ကကက်ရှမီးယားဒေတာမလုပ်မယ်ဆိုကက်ရှမီးယားဒေတာမဖြစ်တော့ဘူးအဲ့လိုဆက်ဆက်ရအောင်ဟုတ်ဘာဖြစ်လာလဲဆိုတော့ ကျွန်မတို့အားရစီတာနေရာရွှေ့တာဒီနေရာမှာကျွန်မတို့တက်တဲ့အမျိုးတို့ဒီနေရာမှာအမျိုးတို့နေရာတောက်ကိုပြောတာကျမ်းမြင်တယ်တက်တဲ့ကူကြည့်ပြီးတော့ဒီပြတဲ့နေရာရောက်တော့ပေါ့ဒီမှာဒီတော့လဲဆိုတော့ဒါတော့မြတ်တဲ့မှာတင်ပြတာဖြစ်မှာကက်ရှမီးယားဒေသမှာခြီးသွားအဲ့ဒီပဲ20ကျော်အသက်ခံရတာတက်တဲ့ချိန်မှာလဲဒါဘယ်လိုတက်တာလဲဆိုတော့မိဘသာမိဘဘာသာဝင်ရဲဆိုပြီးတော့အဲ့မှာ ဒါဘလောက်အိန္ဒိယဘာသာဝင်ညားကြအောင်နော်လာလေတဲ့သူတွေအဲကျွန်တော်ကိုပြသက်လိုက်အောင်အဲ့တော့အိန္ဒိယဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့အိန္ဒိယမှာအနေကြအနေနာတော့အိန္ဒိယတွေပေါ့ဟုတ်ဘာသာကိုထိတယ်နိုင်ငံကိုထိတယ်ဆိုပြီးတော့လုံးဝမခံနိုင်မယ်နဲ့အိန္ဒိယဝင်ကြမူဒီကနေပြီးတော့တက်အဲ့ဒါဆိုလို့ရှိရင်တော့အခုကလက်တော့ပြန်มาရမယ်ဆိုတော့ချက်ချင်းပေါ့နော်အာရုံနိုင်ငံထိပြီဆိုလို့ရှိရင်တော့အာရုံကတော့ပြန်ပြီးတော့အထင်ကတော့သူကပါကစ္စတန်လို့မပြောသေးဘူးနော်။ဥမာအစ်စ်နေနေတော့ရှင်းရှင်းလင်းလင်းပဲ။အကြက်ဖက်သမားတွေကိုအာရုံကလိုက်ပြီးနှိမ်နှင်းမယ်။ ဲ့အဲ့ဒီအကြမ်းဖက်သမားတွေကိုထောက်ခံပေးနေတာနောက်ပြန်မှရှိနေတာပါကစ္စတန်နိုင်ငံဆိုပြီးပြောပါတယ်အဲ့မှာအဲ့ဒီကက်ရှမီးယားဒေသနဲ့ပတ်သက်လို့ကတမိုင်းကြောင်းလေးပေါ့နော်ဒီပြည်သားလူတွေလည်းတော်များများရှိကြအောင်ပြောနေတယ်အကြမ်းမင်းပြပြချင်ပါလားမသိသေးရသေးဘူးတော့အပြုံချုပ်လေးပါကက်ရှမီးယားဒေသဆိုတာနေရာဒေသရဲ့ချင်းမယ်ဆိုလို့ချင်းအရင်တုန်းကတော့ပါကစ္စတန်ကမရှိပါဘူးအင်္ဂလိပ်ကအကုန်လုံးအဲ့ညာတစ်ခုလုံးထိကျောက်တာပါအိန္ဒိယရောဘင်္ဂလားဒေ့ရှ်ရောအဲနောက်တစ်ခါဒီပါကစ္စတန်ရောဘယ်လိုလဲမပြီးခင်မှာဒီလိုလေပြီးရချင်းမှာအင်္ဂလိပ်တရားနေပြီးတော့ဖွဲ့ပြီးလိုက်ပါတယ် ဟုတ်ပြီအင်ဒီယားနေနေရာကိုဒါအိန္ဒိယပေါ့နော်ဒီကနေရာနောက်တစ်ခါအစ္စလာမ်ဘာသာဝင်များနေရာကိုပါကစ္စတန်အဲ့လိုမျိုးပြောလိုက်ပါအဲ့ဒီမှာကျော်ကက်ရှမီးယားကြတော့ဘောဘာသာဝင်များလဲဆိုတော့ဒီကနေ့ကက်ရှမီးယားဒေသအစ္စလာမ်ဘာသာကိုပိုးပွဲကြတဲ့နေရာတော့ဒီနေရာဒေသပုံစံနည်းနည်းလေးဒါဒါပြုံးမယ်ပထမဦးနေရာကြည့်မယ်ဆိုလို့ရှင်တော့တဘာဝပတ်ဝန်းကျင်ကြီးစားကြည့်မယ်ဆိုတော့တော်တော်လေးလောက်အိန္ဒိယနဲ့ပါကစ္စတန်တို့မှာရှိရစမယ်။ဒီပုံစံကြောင့်တော်တော်လေးပွဲပါမလို့ဆိုတော့ကဲတောင်တန်းနေနဲ့

အဲ့ဒီ Kashmir data ကဘယ်လဲဝင်သွားလဲဆိုတော့အိန္ဒိယနဲ့ပတ်သွားပါအဲ့တော့အိန္ဒိယဒီ data ကိုစီမံခန့်ခွဲအောင်အုပ်ချုပ်လဲဆိုတော့အဲ့ဒီ channel ဆိုတာလွတ်လပ်ရတဲ့ channel ဆိုတာအခုချိန်ထိလောက်ပါအဲ့တော့မကြခဏဆိုပြလို့ပေါ့နော်တို့ကဒီဘာလို့လဲမတူဘာသာလဲမတူအုပ်ချုပ်နေတဲ့သူတွေမကြည့်နဲ့ပြဿနာဖြစ်တော့အဲ့တော့အဲ့မှာ Kashmir data ကအိန္ဒိယနဲ့ခွဲထွက်ပြီးတော့ Pakistan နဲ့ပေါင်းချင်တာလားဆိုတော့အဲ့လိုမဟုတ်ပါဘူးပါကစ္စတန်နဲ့ပေါင်းချင်တယ်လို့အိန္ဒိယခွဲထွက်ချင်တယ်လို့အဲ့လိုမျိုးပဲ ਨੇ သူတို့ရဲ့ဒေသကတိကျ သူကသူတို့ကိုပန်အုပ်ချုပ်ခွင့်နဲ့ကိုပန်လွတ်လွတ်ခွင့်နဲ့အဲ့လိုပုံစံမျိုးနေနေတာပေါ့မတူပါဘူးပုံစံမီယာဒေတာကဒီစကြံနဲ့ကိုကလက်တီချင်တဲ့ပုံစံမျိုးပေါ့အဲ့ဒီမှာမကြကနာစုကလို့ပေါ့နော်အကျမ်းမတမားဆိုအဲ့မီယာဒေတာမှာရှိတာပေါ့ခွင့်နဲ့တခြားနေရာမှာခြေဆိုင်တဲ့သူလက်ရှိချိန်မှာတော့သူတို့ပြောတာကပါကစ္စတန်ဘက်မှာခြေဆိုင်တဲ့သူလို့ပြောတာပေါ့နော်အဲ့တော့အဲ့အကျမ်းမတမားတွေဝင်လာပြီးတော့တက်ခတ်မှုဖြစ်သွားတယ်အဲ့တော့ခီးသွားအဲ့ဒါတွေခီးသွားတယ်လက်ရှိချိန်မှာဆိုလို့ရှိရင်အဲ့နေရာမှာခီးသွားတဲ့နေရာတွေပေါ့လောက်ပါနေရာအများကြီးရှိတယ်အဲ့ဒီနေရာနေပြီးတော့ တော့ကျော်တော့ပိတ်ထားအောင်အိန္ဒိယနေပြီးတော့မတော်ပါဘူးအိန္ဒိယများဆိုတကယ်ဒီဟိုးရင်နဲ့အိန္ဒိယများတော့အိန္ဒိယဒေသကြဒါပေမဲ့ပြန်ပြီးတော့ဗောနော်အိန္ဒိယဒီစစ်တပ်ကနေပြီးတော့ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ငြိမ်နေတာဗောအဲ့တော့လက်ရှိချိန်မှာအိန္ဒိယဒေသမှာဘယ်လိုဖြစ်နေလဲဗောနော်တိုက်ပွဲတွေဖြစ်နေလားဆိုတော့တကယ်ဒီကတော့တပ်ဖွဲ့နဲ့တပ်ဖွဲ့နဲ့ဗောနော်အိန္ဒိယနဲ့ပါကစ္စတန်တဲတဲတကယ်တိုက်ကြတယ်တိုက်ပွဲတွေလားဆိုအဲ့လိုတော့ဘောဗောဒါပေမဲ့မပစ်တာလားဆိုတော့လည်းမဟုတ်ပြောင်းပစ်တာတော့ဖြစ်တယ်ဒါဆိုတော့ပြန်ဒီဘက်ကနေပြီးထောင်းလိုင်း drone တွေပါပြန်လာတာဗောနော်အဲ့ခါကျရင်ဒီဘက်ကနေပစ်ချတာအပြန်လည်းပစ်တာတော့ဖြစ်တယ်ဒါပေမဲ့ ူစီအောင်တိုက်ပွဲတစ်ခုအနေနဲ့ရှင်းနေစစ်မျက်နှာပြင်တစ်ခုအနေနဲ့ပုံပေါ်ပြီးတော့တိုက်နေရတာဆိုအဲ့လိုတော့မဟုတ်ပေါ့အပြန်အလှန်ဒီတိုင်းမှာမဟုတ်တော့၆လမ်းပြောင်းငါတို့ရှိရတာငါတို့နေရအဲ့လိုပုံစံအဆင့်လောက်ပဲကျွတ်တယ်ဒါကျွန်တော်ဒီနေ့ပြန်ရနေတဲ့အချိန်မှာမြက်ကတော့ဘယ်လိုကင်တွေကြမှာလဲ GPS စစ်ပွဲဖြစ်သွားနိုင်လားဆိုတော့အဲ့ဆင်းရတော့ရောက်ဖို့မလိုပဲဒီပေါ့လက်ရှိချိန်မှာဘာလို့လဲဆိုတော့အိန္ဒိယကသူ့ပြည်မှာတော့ body ဆိုးရနေပြီးတော့သူကပါလဲဆိုတော့ဘာသာရေးနဲ့နေတဲ့အများကြီးရနေတယ်ဟုတ်ကဲ့သူဘာသာဝင်တွေအများကြီးကိုသူကအဓိကမဲဆွေတာတော့ အဓိကဆိုဟိန္ဒူပေါ့နော်အဲ့တော့သူဟိန္ဒူဘာသာဝင်ချိပြီဆိုလို့ရှိရင်ဒီတိုင်းလေးညင်ပြီးတော့တိုင်းကြီးခင်မဒီကနေလို့မရဘူးအဲ့တော့သူ့ဘာသာဝင်တွေကိုထွက်ပြီးတော့ပေါ့နော်ပြရပါတယ်ငါဒီကိစ္စနဲ့ပတ်သက်လို့မဖြေရှင်းပြီးမှငါလုပ်ဘူးတကယ်လို့မြန်တကယ်လုပ်ရင်ရောပေါ့နော်တကယ်လို့ဘာဖြစ်မလဲဆိုတော့တကယ်လို့မဆိုလို့ရှိရင်အိန္ဒိယတကယ်လို့ပါကစ္စတန်နဲ့ဆစ်ဖြစ်မယ်ဆိုလို့ရှိရင်ပါကစ္စတန်ဆိုလည်းမသေးပါဘူးဟုတ်ဆိုဟိုရင်တွေကအချိန်ချင်းအိန္ဒိယနဲ့ဆစ်ဖြစ်လာခဲ့တယ်အဲ့တော့ပြင်ဆင်သားပါတယ်သူ့နောက်မှာလည်းသူနဲ့မဟာမိတ်တွေရှိပါတယ်ပါကစ္စတန်ဘက်မှာအိန္ဒိယဘက်မှာလည်းရှိကြအောင်နိုင်ငံကြီးနဲ့နိုင်ငံမှာဆိုတော့ ကယ်စစ်ပြမယ်ဆိုလို့ရှိရင်နှစ်နိုင်ငံလုံးအထိနာမယ်ဆိုတော့နှစ်ဖက်လုံးကသိပါအိန္ဒိယလက်ရှိချိန်မှာကြည့်လိုက်မယ်ဆိုလို့ပြောလို့ရှိရင်ပထမဘာမှမဆိုင်ဘူးဆိုတော့ရုရှားပေါ့ရုရှားယူကရိန်းနဲ့စစ်ပြအတူမြင်လိုက်ရတယ်သူကိုယ်တိုင်ဒီချန်စစ်ပြမဲ့ချိန်မဟုတ်ဘူးဆိုပြီးတော့ဘိုဒီကိုယ်တိုင်ပြောတာနောက်တစ်ခုကတရုတ်ပေါ့နော်သူ့ဘေးနားအပြန်ဘက်ကဒေတာရင်းပြန်တာအာရှမှာတရုတ်တရုတ်နေရအပြန်ဆိုင်မှာလက်ရှိချိန်မှာတရုတ်ကဒါအမေရိကန်မှာဒိုနယ်ထရမ့်နဲ့ကွန်မြူနစ်စ်ဘက်ဆင်နွှဲနေတာပေါ့ဒီရတူနေပစ္စည်းတွေကိုအမေရိကန်ပြောင်းရမယ်ဆိုရှက်အကုန်အများကြီးကောင်းမယ်ဆိုတော့အဲ့ဟိုသူရဲ့ရဲတက်လို့မျိုးပါဖြစ်နေတာပေါ့ အဲ့ညတော့အခုရေးပါကျွန်တော် Apple Watch ဆိုလို့ရှိရင် iPhone လေးပါတယ်ဟုတ်အခုပြည့်စုံအစားဆုံးတော့ကျွန်တော်ဒီတရုတ်နိုင်ငံမှာထုတ်တဲ့ဆိုအဆက်ရုံအိန္ဒိယမှာထုတ်လို့မင်း China နဲ့မင်း India ကတော့ keep seeing my opinion ကြည့်ပါအဲ့တော့အဲ့ဒီ company အကြည့်ကိုအိန္ဒိယနိုင်ငံအဲ့လိုစုစုကံမရဘူးနိုင်ငံတစ်ခုအတီးတဲဆင်နေတယ်ဆိုလို့ရှိရင်ဂျင်းနီမှုနဲ့တော့ပြင်နေတာပါအဲ့တော့အိန္ဒိယ boarding နဲ့ချိန်မှာဆိုလို့ရှိရင်တော့သူ့ကိုမဲပေးထားတဲ့သူတွေသူ့ပြည်သူတွေကိုသူ့ထောက်ခံတဲ့သူတွေကို ကိစ္စနဲ့ပတ်သက်လို့ငါငြင်းခံမနေဘူး။ငါပြန်ပြီးတော့လုပ်မယ်ဆိုတော့ပြောလို့မရဘူး။ပြလို့မရဘူး။အစ်စ်နေနဲ့မှမပြောရဘူး။အဲ့လိုပြရတယ်။အဲ့တော့တိုင်းနာတူပြောသူပြန်ချိန်နေတော့ဟုတ်ပြီ။ငါတို့မဲပေးရတာတန်းတယ်။ဒီလိုခေါင်းဆောင်မျိုးပေါ့။အဲ့တော့ဘိုးဒီဆိုတော့အဲ့လိုအချင်းနေ။အဲ့တော့တကယ်တကယ်တိုက်ပွဲအကြီးစစ်ပွဲအကြီးဖြစ်နိုင်မှုဆိုတော့ဒါပေမဲ့အခုကြောက်ရတာပါလဲဆိုတော့ကျွန်တော်အဓိကဘာလို့သူကြီးကြာအဲ့နေရာဒေသမှာအိန္ဒိယနောက်တစ်ခါပါကစ္စတန်အဲ့လိုမျိုးခွဲခြားတာမဟုတ်ဘူး။အိန္ဒိယဒေသတစ်ခုလို့ Indus ဆိုတော့ဖြစ်တစ်ခုရှိပါတယ်။ ဒီမှာလို့ဆိုလို့ရှိရင်တော့အင်ဒူမြစ်ဆိုပြီးတော့မှာလို့ပြန်ရတဲ့သူတွေရှိရှိမှာပေါ့နော်အဲအင်္ဂလိပ်လိုတော့သူ Indus River လို့ခေါ်တာ Indus River ဆိုတော့ကျောမြစ်ဒဇင်းနဲလားဆိုအဲ့လိုပေါ့တကယ်တကယ်အပြည့်ဆုံးပြောမှဆိုလို့ရှိရင် Indus River System လို့ခေါ်တော့ပါဟိုကျွန်တော်အရင်ခေတ်တုန်းမှာလူသမိုင်းစားတဲ့အချိန်နဲ့စားပြီးတော့အမတမရှိကြတဲ့လူရင်ချင်းမှုစလာတဲ့အချိန်မှာအဲ့နေရာဒေသတစ်ချောင်းမှာအဲ့ညချောင်းတစ်ချောင်းမှာလူတွေနေကြတာပါအဲ့ကျွန်တော်ပြောခဲ့တဲ့ Indus River System ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီတချောင်းနဲ့မဟုတ်ပါ မြစ်တစည်းနဲ့မဟုတ်ပေါ့မြစ်လက်တက်တွေရှိပါတယ်မြစ်လက်တက်ရဲ့အကြီးပါပဲအဲ့ဒီမြစ်ကဒါဟာအကြီးပါပါတယ်အဲ့ကြောင့်ကျွန်တော်ဒီနေ့အကြုံလုံးလေးပေါ့နော်ပြပြအောင်အဓိကပြောချင်တာအဲ့ဒီအကြောင်းပေါ့နော်ဒီနေ့ပြီးတော့မှာပေါ့ဘောလို့ဆိုအိန္ဒိယနေပြီးတော့အဲ့ဒီမြစ်ကိုသူကသူကမြစ်အထက်ပိုင်းပေါ့နော်မြစ်အညာပိုင်းလို့ခေါ်ပေါ့ဟုတ်ပြီသူကမြစ်အထက်ပိုင်းကနေရှိတယ်ပါကစ္စတန်ကျောက်အောက်ပိုင်းပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမြစ်ကြီးကိုပိတ်လိုက်မယ်ဆိုလို့ရှင်တော့မင်းတို့ဒုက္ခရောက်ပြီလို့ပြောပါတကယ်လည်းဟုတ်ပါဘောလို့ဆိုဇာကေနုတို့တို့များကဒီမြစ်နဲ့ပတ်သက်ပြီးတော့ပါကစ္စတန်မှာရေတောက်သုံးရင်တော့လည်းသုံးတယ် က်ကကျွန်တော်စပြေးတော့လဲတုံးတယ်ဘက်ကရီယာလီစစ်တော့လဲတုံးတယ်ဒီနှစ်အများကြီးအသုံးပြတာပါပါကစ္စတန်ရဲ့စီးပွားရေးစိုက်ပျိုးရေးဒီနှစ်ပုံမှာအခြေခံအများကြီးမူတည်နေတာပါအဲ့ဒီမှာကျွန်တော်ခုနပြောခဲ့သလိုပေါ့နော်ဒီနှစ်အကြောင်းကဟိုအရင်တည်းကနေပြီးတော့ဒီအသုံးတဲခဲ့တဲ့မြစ်ပါအဲ့ဒါကြောင့်ပေါ့ဒီဘေးဘက်ဝင်ချင်မှာလူတွေနေလာကြတယ်နောက်တစ်ခါဒီရေ၃နှစ်စနစ်နဲ့ပတ်သက်ပြီးဟိုးရင်းနေရနေလူတွေစနစ်တကျပေါ့နော်အဲ့ဒီပုံဝင်ချင်မှာအမြောက်အများလူရဲ့အားအကြောင်းမို့တော်တော်လေးကိုများလာတာပါအဲ့ဒါကြောင့်ကဘာပုံမှာ ကဲလူမြင့်ကျင်းမှုရေးစားနေရတဲ့တစ်ခုပါဒီနေရာလေအခုချိန်ဒီလေကလူတွေအများအများများအနေကြတာအဲ့ဒီမြစ်ပေါ်မှာမိကိုရာပါဘောနော်ဟုတ်အဲ့ဒီနေ့ကဘယ်ကနေမြစ်ပြားခံလာလဲဆိုတော့တကယ်တကယ်ကတော့တိဘတ်ပါတိဘတ်ဆိုတာအခုနေဒါတရမွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရုတ်လို့ပြောမှာပေါ့နော်အဲတရုတ်တရုတ်ပိုင်တဲ့နိုင်ငံအထက်ရပါဘောနော်တိဘတ်ဒေသနဲ့မြစ်ပြားခံလာတာအဲ့ဒီမြစ်ကနေပြီးတော့အိန္ဒိယကိုဆင်းတယ်ပြီးလို့လို့ဆိုလို့ရှိရင်ပါကစ္စတန်ကိုဝင်တယ်လို့ရှိရင်ကျွန်တော်အာရဗျပြည်နယ်တွေကိုစီးဆင်းသွားတာပေါ့နော်အဲ့လိုပုံစံ ကျွန်တော်ခုနကပြောခဲ့ပြီမြစ်ကတချောင်းလည်းမဟုတ်ဘူးဆိုတော့ billet တက်တွေရှိပါတယ်အကြီးတွေပါတကယ်တကယ်တော့ Indus River family လို့ခေါ်တာပါမိသားစုကြီးပါအဲ့နဲ့ပတ်သက်လို့အရင်ကနေပြီးတော့ဘောနော်ဒီမြစ်တွေနဲ့ပတ်သက်လို့အိန္ဒိယနေပြီးဟုတ်ပြီဒီမြစ်ကြီးကိုငါတော့ပိတ်လိုက်ရမှာဆိုတော့ပြောပါအဲ့ဒီမှာပိတ်လို့ရလားဆိုတော့တကယ်တကယ်ကတော့အတိအကျတော့မသိဘူးဒါပေမဲ့မလွယ်ပါဘူးအဲ့တော့အိန္ဒိယကဒီမြစ်ကိုပိတ်မယ်ဆိုလို့လို့ရှိရင်ဘယ်လောက်ထိပိတ်နိုင်မလဲဘောနော်ဟောတော့ကဘယ်လိုပိတ်မလဲဘောနော်တကယ်ပုံမှန်ပိတ်တယ်ဆိုလို့ရှင်တော့ကျွန်တော်ဆယ်ဒီပါးတွေစောက်ပြီးတော့ဘောနော်ကဲပိတ်ချလိုက်ပြီဘောနော်အဲ့ဒီဆယ်အောင် ဘလောက်ကြာကြာဘလောက်ပမာဏတိထိန်းထားနိုင်မလဲပေါ့နော်အကုန်လုံးကိုထိန်းထားနိုင်မလုံးဝမြစ်ကိုပိတ်ချလိုက်ဖို့ဆိုမလဲတကယ်လို့ပိတ်လိုက်မယ်ဆိုလို့ရှင်တော့သိကြပါလားပါကစ္စတန်အကြီးကြီးတစ်ခုရောက်ပါဘူးအဲ့ဒီမှာဒီမြင့်နဲ့ပတ်သက်လို့ထူကြတာပါလဲဆိုတော့တဘာဘုံမှာတအောင်အမြင့်ဆုံးစာချုပ်နောက်တကအရင်နဲ့ပတ်သက်လို့မျှဝေမှုမှာဒါစံနမူနာပြတဲ့စာချုပ်တစ်ခုပါအဲ့ဒါဟာကိုဒီပါကစ္စတန်နဲ့အိန္ဒိယကြားမှာစာချုပ်ထုတ်ထားတာပေါ့ဂျားတွေကနေဘယ်သူကညှိပြီးတာလဲဆိုတော့ကဘာဘန်ညှိပြီးတာပါ တပတ်ပိုင်းနေဟုတ်ပြီအိန္ဒိယဟုတ်ပြီတပတ်ပါကစ္စတန်ဟုတ်ပြီဒီမြေကမြေလက်တက်တွေရှိတယ်ဟုတ်ပြီမင်းကသုံးခုဒီဘက်အချာအနောက်ဘက်အချာမင်းကအရှေ့ဘက်အချာအဲ့မျိုးတွေခွဲကြတာပေါ့ထောင်ပေါ်က60ဆိုတော့ဒီထောင်ပေါ်60နောက်ဘက်မှာအိန္ဒိယနဲ့ပါကစ္စတန်ဆစ်ဖြစ်ပါတယ်အဲ့စစ်ပွဲတွေနောက်တစ်ခါအငင်းပွားမှုတွေအမျိုးစုံဖြစ်ပါတယ်နောက်ဆုံးသိမကြခင်ဆိုလို့ရှိရင်ကျွန်တော်ပါကစ္စတန်ရဲ့နောက်ကွယ်နေပါနေလို့ပြောပါဦးအိန္ဒိယမှာပုံခွဲအထူးကံပုံခွဲတာပေါ့လူမျိုးများတည်သွားအဲ့နဲ့ပတ်သက်လို့အိန္ဒိယတော်တော်ဆိုတော့အဲ့တော့ဒီမြေကိုပိတ်မယ်ဆိုတော့တချိန်ပြောပါတယ်အဲ့မဲ့လုံးဝမပိတ်လိုက်ပါဘူး အထူးချိန်မှာဘလို့လဲဘူးနော်အဲ့ဒီချိန်နေစပြီးတော့အိန္ဒိယဘလို့ရပြင်စလာလဲဆိုတော့မသိဘူးအိစာချက်မှာပါပါလဲဆိုတော့ဒီကိုတူဆူရနဲ့ပတ်သက်လို့ဒီနေ့မှာတော့စီမံကိန်းနဲ့ပတ်သက်လို့ကျန်တဲ့အားအိန္ဒိယနဲ့ပတ်သက်တော့ဘယ်လိုလဲတော့ဘယ်လိုလဲညတ်တော့တော့ဆက်ဆောင်ဆက်ပေးရမှာဆောင်မယ်လူပုံစံနဲ့ဆောင်မယ်ဘလို့အချိန်နေအဲ့အားလုံးပါကစ္စတန်ဘက်ကိုအိန္ဒိယပို့ပေးရပါတယ်စာချုပ်အရဆိုလို့ရှိရှင်ပေါ့နော်ပါကစ္စတန်ဘာပြောလဲဆိုတော့ပြောတော့ပြောတယ်ဒါမှအပြည့်အဝမပြောသေချာမသိရဘူး လက်ရှိချင်ကတော့ညဝေသုံးဆွဲနေရပါဘူးနော်ဟုတ်အိန္ဒိယဘက်ကကြည့်မယ်ဆိုလို့လို့ရှင်လဲခုနလိုပေါ့နော်ပိတ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်သူ့ဘက်မှာရေတွေအများကြီးဖြစ်သွားမယ်ရေရှင်တာတွေဖြစ်သွားမယ်တခါသူဒီမိကဒေါသထွက်ပြီဆိုလို့ရှင်အကြီးကြီးရှမ်းပြီဆိုလို့ရှင်သူတမ်းမွှေးမဆော်တော့ခေါ်ကြတာပေါ့အိန္ဒိယမှာတော့တော့ခေါက်ခဲ့ပူပါနော်ပါကစ္စတန်မှာလည်းလိုပါဘူးနော်ဒီမိရေကြီးပြီဆိုလို့လို့ရှင်အဲ့တော့ဒီမိကိုတဘာဝအတိုင်းစစ်စစ်နေတဲ့မိကိုအလွယ်တကူပိတ်နိုင်မှုဆိုတော့မလွယ်ဘူးဒါပေမဲ့အဆင်မဟုတ်ဘူးနော်ရှင်ကတော့အဆင်စင်းနဲ့ အဲ့တော့ကိုအိန္ဒိယကဂျိုဒင်ပြင်ဆင်ပြီးတော့လုံးမယ်ဆိုလို့ရှိရင်တော့ဒါတရှိချိန်မှာတော့ဘယ်လောက်ပုံမှန်တိလုံးနိုင်မလဲဆိုတော့မသိဘူးတမ်းအတိုင်းအတာတစ်ခုတည်းတော့စိတ်နောက်ဆက်ဖြစ်အောင်ရပြုစုနာဖြစ်အောင်ရဒီနည်းနဲ့ပေါ့နော်ဒါခင်းချလို့ရအဲ့တော့ကဲတကယ်ဒီမြက်ကတော့ကျွန်တော်ဒီတရုတ်ကနေစီးဆင်းလာတယ်ပြလို့လို့ရှိရင်အိန္ဒိယပြင်ပါကစ္စတန်ပေါ့နော်နောက်ဆုံးပင်လယ်တစ်ယောက်သွားတဲ့ချိန်တည်းကဒီမြင့်ရင်နဲ့အတူကျွန်တော်သမိုင်းတွေရောနောက်တစ်ခါနိုင်ငံရေးတွေရောအတူစီးဆင်းနေရမြက်လို့ပြောလို့ရပါတယ်အဲ့တော့အကယ်တကယ်ကတော့ကျွန်တော်တနက်နေ့ဖြစ်တဲ့စစ်ပွဲမှမဟုတ်ဘဲနဲ့ဒီလိုပုံစံပေါ့နော်စစ်ပွဲနဲ့ပတ်သက်တာနောက်ပိုင်း တခြားနည်းတွေသုံးပြီးတော့ဗောနော်တနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်မှုတွေเนาะတနိုင်ငံတနိုင်ငံနင်းနောင်လောက်တရားတွေတွေ့လည်ရနိုင်တာပဲဗောနော်ဘာလို့ဆိုတော့ဒီလိုမျိုးဒီចောင်းနဲ့ဆက်ဆက်နေတဲ့ဟောကတခြားနိုင်ငံနေရာဒေသတွေလည်းအများကြီးဗောနော်ဒါပေမဲ့ဒီဟာတော်တော်လေးကြီးလုံးတာဗောဒီတစ်ဖောက်ကကြတော့လုံးဝမတူဗောကျွန်တော်ဒီចောင်းနဲ့ပတ်သက်လို့တော့ကျွန်တော်ဒီနေ့ကတော့ဒီလောက်ထိပဲဗောနော်တချို့တော့အားရမှာမဟုတ်ဘူးเนาะနည်းနည်းလေးအကြောင်းအရာအပြည့်နေတယ်လို့နည်းတူတယ်လို့မရည်ရွယ်ပဲနဲ့ဒါလည်းကျုပ်တည်းကပြောရတဲ့အကြောင်းအရာတစ်ခုဖြစ်လို့ပေါ့เนาะတကယ်တကယ်တော့ကမ္ဘာသတင်းတွေမှာထူးခြားတာအများကြီးပဲပေါ့လို့ဒီဘက်တယ်မှာတတိယကျွန်တော် လိုက်မနိုင်တော့တို့လူများတော့ဆက်ဆက်မှုတွေတော့နောက်ပြအကြောင်းတွေလည်းများပြီးခုမှပင့်ကြိုင်ကန်ဆိုရှင်ဗာတီကန်မှာဒီဘက်ကနေပြီးတော့ချေးတမစီလက်စီနဲ့ဒေါ်လာထရွန်နဲ့တွေ့ဖိုင်ကလုံးနဲ့ဒီစီတိုက်ပြီးတော့အဲ့ဒီအဲ့ဒီအားရရှိတော့ကောင်းတယ်ထိုင်တော့တုံးလို့ရှိပါတယ်ခလိုက်တော့အဲ့တော့ဒီစာမြန်တော့ကဘာကမှမစဘူးလို့ရှိရပုံရမင်းညာရှိရတဲ့ချက်တစ်ပြောက်ရွေးတော့ဖရီးတော့တော့အဲ့ဟာကိုပုံရမင်းအသက်ကတူဖြစ်လာမယ်ဆိုတော့ ့ loss တူပေါ့နော်သူဒီ stock share market တွေလောက်တဲ့နေရာပေါ့နော်အဲဟို stock ဈေးကကစားတဲ့နေရာပေါ့တဲစံသူကစောက်ကြည့်နေရအောင်ဘာဆန်လို့လဲပေါ့နော်တစ်ဖက်ကဘာသာရေးတစ်ဖက်ကစီးပွားရေးမှလာအောင်နော်အဲဒီ stock ကစားတဲ့ကောင်တွေကဘာဖြစ်လို့ဒီပုံရမ်းပြီးအသက်တက်လာမှအသေးစံကြည့်နေတယ်ပေါ့နော်နောက်မှသိတာပါလဲဆိုတော့ဆက်ဆက်နေပါတယ်ဘာသာရေးဆိုမှဟုတ်ဒီ Vatican နေပြီးပတ်စံနေအများကြီးရှယ်တော့ကြောင်းရင်းနှီးမြှုပ်နှံမှုလည်းအများကြီးလောက်ထားတော့ပါအဲ့ဒါကပုံရမ်းပြီးဆုံးဖြတ်လို့ရပါတယ်ဒီအခုလက်ရှိရှိတော့တဲ့ပုံရမ်းမင်းကဆိုလို့ရှင်တော့ဘယ်လိုဆုံးဖြတ်တာလဲဆိုတော့ တပိုင်းကောင်းမှုတော့ဗောနဥမာဒါပြန်လဲသုံးလို့ရတယ်ပြည့်စုံနေစွန့်ရလို့ဟာမျိုးဟုတ်ကဲ့အဓိကတော့ဒီတပိုင်းအတွက်ကောင်းချိုးလုပ်နေတဲ့ကုမ္ပဏီတွေပုံမှာအဲ့လုပ်ငန်းတွေပုံမှာပတ်စံကိုပုံပြီးရေးပြီးညှို့နေတာအဲ့လိုတော့ဒါမဲ့နောက်ထပ်ဖုန်းနံပါတ်အစ်စ်တယောက်တက်လာမှာဆိုရင်အဲ့ဒီတက်ကတော့ဘယ်လိုသဘောထားရှိရလဲသူကဘယ်နေရာတွေပဲပိုင်းလို့စိတ်ဝင်စားတာလဲအဲ့တော့ဘယ်နေရာမှာသူဆိုလို့ရှိရင်ဒီနည်းညှို့နေမှာပေါ့အဲ့တော့ဘယ်သူတက်လာမလဲပေါ့မူတည်ပြီးတော့အဲ့ဒါလည်းအကြောင်းလေးဖြစ်မှာပေါ့ကိုလုံးကပတ်သက်ဆက်ဆက်နေရတော့နောက်ထပ်တော့နောက်ွယ်မှာရှိတဲ့အကြောင်းတွေလည်းအများကြီးပဲပေါ့ ဒီကတော့တရက်ဆန်ကတော့ကျွန်တော်အခုတလောကကြီးထွက်တာတွေကလည်းအများအကျွေးတွေကလည်းတခြားလို့အကျွေးတွေကတော့ရှိနေเนาะကြီးတစ်ခုတော့ကလည်းရှိနေစင်နေတော့အခုတလောဗီဒီယိုရဲ့ quality ကျတာတော့အပြောင်းလဲဝတာတော့ဟုတ်ဆိုပေမဲ့လည်းတနေ့တစ်ခုရှိတော့အနားလည်းပြီးစေချင်ပါတယ်အခုတလောတင်တဲ့ဗီဒီယိုနဲ့ပတ်သက်လို့ပေါ့နော်အဲသတင်းနဲ့ပတ်သက်လို့ကလည်းပြောစရာတွေပြောချင်တာတွေအများကြီးရှိတယ်စိတ်ဝင်စားကြလဲကောင်းတယ်တော့တရှိတာတင်တာလည်းအများကြီးပါဘူးအခုတလောဖြစ်တာတွေပေါ့ဒါပေမဲ့အဲ့များနေမှာအရေးကြီးတဲ့အကြောင်းလေးကတော့ဆုံးမများတဲ့အကြောင်းအလေးတွေတော့ဒီလိုလေးတုံ့ပြန်လို့ပေါ့ဖြတ်ပြတ်တယ်ပေါ့ Okay, that's what we got.